ရောက်မေးထားတာရှိပါရဲ့ဦးစင်းနေကိုရင်နေနဲ့ကြိုက်မိလို့ရှိရင်အဖြစ်ကြီးလားတဲ့အဲ့တော့သူကိုယ်တိုင်သိကျင်လို့ပဲလားဒါမှမဟုတ်လို့ရှိရင်သူကိုယ်တိုင်မကြိုက်မိနေလားတော့မသိဘူးပေါ့နော်အဲ့တော့ခွန်သိခါရရပြင်လို့ထောက်ပြီးဖြေတော့ပါဘူးအဲ့တော့ တန်ငါယေရနာတန်ငါဆိုတာယေရနာပါမှာယေရနာကိုယေရနာလို့ဆက်ဆံရပါတယ်အဲ့တော့တန်ကဒရနာကိစ္စမီလို့ကိုကကတော်လိုက်တဲ့ကကိုမျက်စိတစုံတန်ငါတွေကိုပဲပြောတာမဟုတ်ပါဘူးကင်းကပါလို့သဲစုမကပွင့်ခဲ့ပြီးတော့ဖရားရည်ရဲ့တန်ငါတွေကိုပြောတာပါတန်ငါတွေရဲ့အစပစ္စဝကင်ငါဦးအရှင်ကိုတင်ညာနေစလို့ကိုမျက်မှောက်ခင်မြင်နေရတဲ့တန်ငါတွေတိကိုကအကုန်လုံးကိုကတော်လိုက်တာနဲ့တူတူပါပဲတန်ငါတာဒီမှဆိုလဲလို့ပဲတန်ငါအလုံးကိုညှိုးလိုက်တာပါအဲ့တော့တန်ငါနဲ့ ကြိုက်မိအဖြစ်ကြီးလားဆိုတော့တန်လာတပားကိုပြင်မဆော်လိုက်တန်လာအကုန်လုံးကိုပြင်မဆော်လာတာ ਨੇ တူတူပါပဲအရန်အကျိုးရှိတယ်လို့အရန်လည်းအဖြစ်ကြီးပါပဲเนาะအဲ့တော့အာပူဇော်ခံယတနာ၃ပါးပဲရှိပါတယ်ဖရာတရားတန်လာတကူအရန်ကြီးတယ်လို့တန်မိုးလည်းဖြတ်လို့မရပါဘူးအနန္တအနန္တကတော့၅ပါးရှိတယ်ဖရာတရားတန်ကမိပါဆရာပေါ့เนาะအဲ့တော့ကျေးဇူးရှင်တွေလည်းဖြစ်တယ်အဲ့တော့မီလီယံဘီလီယံထရီလီယံတွေမပြောပါဘူးเนาะလုံးဝကိုအဆုံးစမရှိတဲ့ အမှန်တော့လနာ၅ပါးကိုပြောတာပါအဲ့တော့အတိရှိမရှိဗုဒ္ဓဘာသာဝင်ဆိုရင်မပေါ်တင်ပါဘူးကိုကိုယ်တိုင်စဉ်းစားတင်ပါလိမ့်ရှင်အဲ့လောက်ဆိုနားလည်ပါပါယေရှုတင်ပါတယ်ဒီတက္ကမလေး ဖြေတာမှန်ပါတယ်ကိုရင်ဥသင်းတွေကိုချစ်လို့ရလားဆိုတဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့ကိုရင်ဥသင်းတွေဟာချစ်စရာမဟုတ်ကြောင်းကြီးညိုစရာသာဖြစ်ကြောင်းဥသင်းဖြေကြထားတာရှိပါတယ်ဧကံပိယံဧကံဒုက္ခံ ခြေချင်းတစ်ခုရှိရင်ဒုက္ခတစ်ခုရှိတယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ်လူကပဲကိုရင်ဥသိန်းတွေကိုချစ်သည်ဖြစ်စေကိုရင်ဥသိန်းတွေကပဲလူတွေကိုချစ်သည်ဖြစ်စေဘယ်သူကဘသူကိုပဲချစ်ချစ်ချစ်ချင်းတစ်ခုရှိရင်ဒုက္ခတစ်ခုဖြစ်ပါပြီဒါကြောင့်ဓမ္မသဘောအရပြောရမယ်ဆိုရင်ချစ်ချင်းဟာဒုက္ခကိုဖြစ်စေတဲ့အတွက်မချစ်ဖဲနေနိုင်ရင်အကောင်းဆုံးဖြစ်တယ်လို့ပြောခြင်းပါတယ်